မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖက်နှီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့နဝမတန်းမြန်မာသားဖက်စာမှာပါဝင်တဲ့စောင်းမလေးနော်တုတ္တရယတ္တဇကပြေစောင်းမလေးတပုတ်ကိုဖတ်ပြပေးခြင်းပါတယ်ဒီစောင်းမလေးကတော့ဆရာကြီးတက်တိုးရေးသားခဲ့တဲ့အနာမခံရင်အတာမဆန်ရဆိုတဲ့ တုတရတဇကပြေလေးဆောင်းမလေးတပုတ်ကို ဖက်ပြပေးခြင်းပါတယ်ဒီဆောင်းမလေးကို မဖက်မဖက်ပြခင်မှာဒီဆောင်းမလေးရဲ့အတိတ်ပဲလေးရတော့တစ်ချက်လောက်ဒီဆောင်းမလေးကိုဖက်ကြဖက်ကြည့်ခြင်းအားဖြင့်เนาะဒီဆောင်းမလေးရဲ့အတိတ်ပဲလေးကိုသိရမှာဖြစ်တယ်ဘာလဲဆိုတော့ဆင်းရဲဒုက္ခခံနိုင်မှသာချမ်းသာဒုက္ခကို ရနိုင်မယ် ချမ်းသာဒုက္ခကို ရနိုင်တယ်ဆိုတဲ့အကြောင်းကိုဒုက္ခကို အရင်အနည်းပြုတ်ပြီးမှသာရနိုင်တယ်ဆိုတဲ့အချက်ကိုเนาะဒီအချက်ကို ကြည့်ပြီးသိနိုင်တယ်ဆိုတဲ့အကြောင်း နောက်တစ်ခုကပါရမီရှင်တွေဆိုတာကဝိရိယကြီးမကြတဲ့သူတွေဖြစ်တယ်တို့ရဲ့မြတ်စွာဘုရား တောင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာ လုံလဝရိယလွန်စွာကြီးမားတော်မူတဲ့အတွက်ကြောင့်မလို့မဟာဝီရာဟူတဲ့အမည်ကိုရတော်မူတယ်။နော်ဒုက္ခခံခြင်း ဆိုတာဝရိယရဲ့အစွမ်းတက်တီကို သိမြင်ကြရမှာဖြစ်တယ်။ဒုက္ခမခံမဲချမ်းသာဒုက္ခဟူသည်မြတ်ကို မရနိုင်ဘူး။ ဒုက္ခခံမတာလောကီလောကုတ္တရာအကျိုးကျေးဇူးတွေကိုရနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းဒီစာပိုက်ကလေးထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကဝိရိယရှိတဲ့သူတွေဟာအရာရာမှာ အောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်းနဲ့ဝိရိယရဲ့အကျိုးကျေးဇူးဝိရိယရဲ့အစွမ်းတက်တီတွေကိုဒီစောင်းမလေးထဲမှာဖတ် နော်ရှိသိမြင်ရမှာဖြစ်ပါတယ်ဒီဆောင်မလေးကတော့အနာမခံနေအတာမဆန်ရတဲ့ဆရာကြီးတက်တိုးရေးသားခဲ့တဲ့ဆောင်မလေးဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဒီဆောင်မလေးကိုဖတ်ကြည့်အောင်အနာမခံနေအတာမဆန်ရဒုက္ခဖြင့်ရင်နှီးမှုမှာသာဘဝတိုးတက်မှုရနိုင်ပြီဆိုသောစကားကိုလေးနက်စွာစဉ်းစားသင့်သည် မြည်သည့်အောင်မြင်မှုမှာမစိုးလုံးလဝိရိယနှင့်အရင်ဆက်ရသည်လုံးလဝိရိယသည်မြမလိုပြန်ဆိုလျင်ဒုက္ခခံခြင်းပင်ဖြစ်သည်ဒုက္ခမခံဘဲနှင့်မြည်တို့မြာမအောင်မြင်နိုင် မတိုးတက်နိုင်ပေပါရမီရှင်ဆိုသည်မှာအပင်မအခံနိုင်ဆုံးပုဂ္ဂိုလ်ပင်ဖြစ်သည်ဟုအင်္ဂလိပ်ပညာရှင်ကြီးတဦးကဆိုလေသည် ဒုက္ခဖြင့်ရင်းနှီးမှုရှိမှသာ လောကီအောင်မြင်ရေးသာမက လောကုတ္တရာအောင်မြင်ရေးကိုလည်းရရှိနိုင်မှာ ဖြစ်ပါတယ်ဒုက္ခမခံမဲ့တတခိုးနေမယ်ဆိုရင်ဘဝ၌အကြီးအနီးသာဖြစ်စေတယ်တိတ္တတမင်းသားသည်တတောင့်တတဘဝကိုစွန့်ပစ်ပြီးလျှင်ဒုက္ခဖြင့်ရင်းနှီး၍ထူးမြတ်သောတပ်ပညုတ်ဉာဏ်ကိုရရှိလေသည် ကျုပ်တို့တော့တသက်လုံးစည်းစိမ်နဲ့နေလာရတော့ဘာကိုပါမှမလုတ်တက်ဘူးလုတ်เสียမှန်သည်မြအခြေရန်နေကလုတ်ပေးနေကြတာကိုဟုရှင်ပြင်းတမိမင်းသမီးကြီးတယောက်ကပြောပြဘူးလေသည်ကျွန်တော်လဲထုံမင်းသမီးကြီးဤစင်ရသောအဖြစ်ကိုကြည်ကတနာမိပါသည်အချဲအချွေအရန်နှင့်နေလျက်ရှိသည်မြအလုတ်ဟူသည်မြကို သူတပားကကြီးလုတ်ပေးနေသည်ဖြင့်မိမိအဖို့ ်ဘာမှမလုံရတော့သည့်အဖြစ်မှာတွေးကြည့်လျင်တနာเสียရပင် ဖြစ်တော်သည်ဒုက္ခိတဘဝနှင့်မထူးတော်ပြီဒုက္ခသည် စူးနေတူ၏စူးကို မကန်ရဲတလိုလိုနှင့်ကန်လျင်စူးတတ်၏ရဲရဲကန်လျင်မစူးတော့ဒုက္ခကို ရင်ဆိုင်တတ်မှ လူဘဝ၌နေတတ်သည်ဟုဆိုရပေမည်ဒုက္ခကိုရင်မဆိုင်ရဲပဲမျက်နာ လွှဲနေုံနှင့်ဒုက္ခမှကင်းလွတ်မည်မဟုတ်ကြောင်းကိုအထူးသတိပြုရပေမည်လာမယ့်ပေပြေးတွေ့ဆိုသည့်ကြွေးကြော်တန်သည်လွန်ခဲ့သည့်နှစ်အနှစ်30ကျော်ကဒုပမာအစီယုံဖွဲ့စည်း၍ အင်္ဂလိပ်အစိုးရကိုစူပူကန့်ကွက်သောတခင်အမိခံ လူငယ်တစု၏ကြွေးကြော်သံဖြစ်သည် လာမဲ့ဘေးကို ပြေးတွေးဖို့မလိုပါသို့တော်လာမဲ့ဘေးကိုရှောင်ဖယ်၍မရနှင့်မရမဲ့အတိမတ်ပြုတ်ပြီးတဲ့နောက်ရင်ဆိုင်နိုင်အောင်စူးစမ်းရပေလိမ့်မည် ဒုက္ခကိုဝန်မလေးသည့်အဖြစ်ကိုရောက်စေသည်ကစိတ်တက်အင်အားပင်ဖြစ်သည်စိတ်အင်အားထက်သန်နေလျင်ဒုက္ခကိုဒုက္ခဟုမမှတ်ယူတော့ပဲရဲရဲကြီးခံနိုင်ပေတော့သည်မိမိစိတ်ဝင်စားနေသောအလုတ်တစ်ခုကိုလုံးရလျင်မြည်တော့ပင်ပင်မန်းစေကောင်မူပင်မန်းသည်ဟုမမှတ်စိတ်ဝင်စားစိတ်မဝင်စားသူအဖို့ကြီးလှစွာသောဒုက္ခဖြစ်တော်냐လဲထိုသူအဖို့ပျော်စရာပင်ဖြစ်ချေသည် ဥပမာဓာတုပေရပညာရများတွင်သူတေသနာလုံးနေသောပညာရှင်တို့သည်ဓာတတုတစ်ခုခုအကြောင်းသဘောတရားများကိုရှာဖွေရ၌နေမှန်းမသိညာမှန်းမသိစ조사နေကြရသည်လူလောကသည်ဒုက္ခခံနိုင်သူများ၏ကြိုးပမ်းချက်ကြောင့်တိုးတက်လျက်ရှိပေသည်ဒုက္ခသည်သစ္စာတရားတစ်ခုပေတည်းဒုက္ခကိုလက်ခံခြင်းသည်ပင်လျင်တရားရသည်မြည်၏ လူဘဝဒုက္ခများကိုကြောက်၍ရှောင်ပြေးခြင်းသည်မူမမှန်သော အလုံးမြတာဖြစ်သည်ဒုက္ခကိုရင်ဆိုင်၍စင်ကျင် သုံးသက်ခြင်းသာလျှင်မူမှန်သော အလုံးဖြစ်သည် လူဘဝ၌ဒုက္ခဟု၍အစစ်မရှိဒုက္ခတုဒုက္ခအယောင်များကိုသာဒုက္ခဟုခေါ်ကကျင့်နှဲ့နှိမ့်သိမ့်နေကြရသည် လောကုတ္တရာဒုက္ခသည် လူဘဝနှင့်ပသက်ဆိုင် လောကကိုလွန်သောဒုက္ခမျိုးဖြစ်သည်ဖြင့် ထိုဒုက္ခမျိုးကိုလိုချင်ပါမူလောကမှလွတ်မြောက်အောင်ကြိုးပမ်းရမည်သာဖြစ်သည်ဒုက္ခမရှိလျင်ဒုက္ခကိုသာ မျှော်ကိုရမည်ဒုက္ခကိုသာ ဖဲ့၍ဒုက္ခဖြင့်သာရင်းနှီးရပေလိမ့်မည်ဤအချက်ကို အထူးသတိပြု၍စင်ကျင်သုံးသပ်ပြီးလျင်ဒုက္ခခံရမည်ကို မကြောက်ဖို့စိတ်ထားဒုက္ခခံခြင်းသောဆန္နာ ဒုက္ခကိုအရင်တည်သောမိမိအကျိုးအများအကျိုးဖြစ်တွန်းစေရမည်ဟုသောရည်ရချက်တို့ကိုထားရှိပါမူလူဘဝ၌လူဖြစ်ကြုံနှက်ပေမည်လောက၌စီကြီးပွားရေးရှည်တန်းသို့ရောက်နေသူတိုင်းသည်ဒုက္ခခံနိုင်သူတို့ပင်တည်အကြီးကျယ်ကို မဆိုသေးပါ အသေးအနှုတ်ပင် ဆိုပါမည်တရံနေနေ၍သင်ကြားသူများတဲ့တွင် တူသောစာတင်သားသည်အများထက်ပုံမို၍စူးစားသောကြောင့်ထိတ်တန်းကအောင်သည်ချွင်းချက်ကိုသတိမမေ့ပါတချို့မှာအခြားသူများလောက်မစူးစားဘဲနဲ့အခြားသူတို့ထက်အမှတ်ပိုရသည် ထိုသူတို့ကိုတော်သည်ဟုမခေါ်ခြင်း သူတို့၌ထက်မြက်သော ပင်ကိုဉဏ်ရှိသည်ဖြင့်ကြိုးစားလျင်တော်သည်ထက်တော်ဖို့အကြောင်းရှိသည်မကြိုးစားသောကြောင့်တော်သင့်သလောင်းမတော်ချေဒုက္ခမခံမဲနှင့် အကျိုးကျေးဇူးခံစားရသည်ဟု၍တကယ်တမ်းမရှိ အချောင်စားတာလျင်တာသည် ဆိုသော အဖို့မတန်သော အကျိုးခံစားမှုကလေးမျိုးကိုရကျင်ရမည်ဒုက္ခခံနိုင်သောတတ္တိကိုငွေမြူလူယူလျင်ရနိုင်ပါသည်အကျင့်မျှသာဖြစ်သည် ယခုလုံနိုင်သည့်အချိန်လုံနိုင်သည့်အလုတ်လုံနိုင်သည့်အချိန်ထက်နာယူဝက်ပိုလုံရလင် ဝင်လင်းလာမည်မဟုတ်နာယူဝက်ပို၍လုတ်တက်လာလင်တနာယီပိုလုံရန် ဝင်လေတော်မည်မဆိုတာ မကြိုးစားဘဲဒုက္ခမခံဘဲမြည်သည့်ကိစ္စနိုင်မြမအောင်မြင်နိုင် အောင်မြင်မည်ဟုတကယ်တမ်းဆိုရလျင် အောင်မြင်မှုမျိုးကို မရနိုင်ဟုဆိုလိုပါသည်အချောင်လိုက်ပြီးလျင် စားတာသည်ဟုဆိုကာလောက်ကင်နေသူတို့သည် အချောင်သမားလန်းစဉ်အတိုင်းနောက်ဆုံးတွင်ပြက်စီးကြဆုံးကြရသည်ဒါကတော့ဆရာကြီးတက်တိုးရေးသားတဲ့ အနာမခံရင်အတာမဆန်ရဆိုတဲ့စောင်းမတုတ္တရတ္တဇဂပြေလေးကို ဖက်ပြပေးခဲ့တာဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်ရှင်